ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ကန်ကျင်းပပေးနေတဲ့အမျိုးသမီးအာဆာချန်ပီယံလိပြိုင်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်တွေကိုကျင်းပခဲ့ပါတယ်ညနေ3:00နာရီမှာမြန်မာနိုင်ငံကိုစားပြုကလပ် ISB အသင်းနဲ့ဂျပန်နိုင်ငံကိုစားပြုကလပ်တိုကျိုဘာရီဗီလီစာတို့အရှင်မြန်ကစားခဲ့ပါတယ်ဒီပွဲမှာဂျပန်ကလပ်တိုကျိုဘာရီဗီလီစာအမျိုးသမီးတင်ကမြန်မာကိုစားပြုကလပ် ISB အမျိုးသမီးတင်ကိုတကူကုန်းရှိစွာရလနဲ့အနိုင်ရှိသွားခဲ့ပါတယ်ခင်ဗျာည9:00နာရီမှာတော့အုပ်စုဒုတိယမြောက်ပွဲစဉ်ကိုကျင်းပခဲ့ပါတယ်ဒီပွဲစဉ်မှာတော့ တောင်ကိုရီးယားကလပ်နဲ့မြောက်ကိုရီးယားကလပ်အပြိုင်ခဲ့ကြပါတယ်။မြောက်ကိုရီးယားကလပ်နေကိုရန်ကတောင်ကိုရီးယားကလပ်ဆူဝမ်ကို၃ဂိုးဂိုးမရှိစွဲရလနဲ့အနိုင်ရှိသွားခဲ့ပါတယ်ခင်ဗျာ။ဆူဝမ်ဟာမြန်မာကလပ် ISB အသင်းနဲ့ပွဲမှာတော့၅ဂိုးဘလို့သွင်းသွားကြလဲဆိုတာပြန်စင်းစားအမှန်နေတာဖြစ်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲမှာသူတို့အဆုံးသတ်လည်းမသေးကြခဲ့ဘူး။အားနည်းချက်တွေလည်းများခဲ့တယ်။ပြီးတော့နေကိုရန်တော့ကစားမကောင်းခဲ့ဘူးခင်ဗျာ။အထူးသဖြင့်ပွဲပြီးကနေ့ချိန်မှာသူတို့တော်တော်ကိုကစားကြသွားတာမြင်တွေ့ရပါတယ်။ တပတ်ကနေကိုရန်ကတော့တိုးအားယုံအားတတော်ကိုကောင်းတယ်ပြီးတော့မာကုံမြင့်နဲ့ပွဲချိန်ပြည့်တဲ့အထိကစားကြမသွားခဲ့ဘူးပွဲပြီးကနေနာကျင်အချိန်ပိုအထိသူတို့ရဲ့ကောင်းတာအတက်တရားအသက်ဝင်နေခဲ့တယ်စူဝန်ကတိုက်စစ်ခွင့်ကစားပုံကောင်းတယ်ပြီးတော့ကစားပုံပြူဟာတာတယ်ဒါပေမဲ့လည်းဂိုးသွင်းအဆုံးတက်ကမသေးကြဘူးခင်ဗျနေကိုရန်ကရောသူရဲ့ကောင်တာအတက်ဒကြိမ်ပေါက်ရင်အဲ့ဒကြိမ်ကိုထိထိရောအသုံးချပြီးတော့ကိုးသိနေတာတွေ့ရတယ်။နေကိုရန်ဟာဒုတိယအိမ်မှာဆိုရင်နောက်ထပ်တစ်ခုထပ်ရသေးတယ် ဲ့ဒါက offside လူကြုံဖြစ်နေလို့သာသူတို့ရဲ့ twin ကိုပတ်ချက်ခံရတာဖြစ်ပါတယ်။နေကိုရဲ့အတွက် အနိုင်ဂိုးတွေကိုပွဲကစားချိန်သူတို့က60နဲ့6မိနစ်မှာတကူးသွင်းတယ်ခင်ဗျ။အဲ့ဒါပြီးတော့80နဲ့3မိနစ်မှာတကူးသွင်းတယ်။နောက်ပြီးတော့နာကျင်ချိန်ပို90ပေါင်း6မိနစ်မှာတကူးသွင်းသွားခဲ့တယ်။ဒီပွဲမှာနေကိုရဲ့အနိုင်ရသွားခဲ့တဲ့အတွက်အုပ်စုအနေထားမှာမြန်မာနိုင်ငံကိုစားပြုကလပ် SB အသင်းအနေနဲ့လည်းအုပ်စုကနေနောက်တစ်ဆင့်တက်ဖို့နှော်လင့်ချက်ပါပါလေးရှိတာပါတယ်။အဲ့ဒါပါလဲဆိုတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာဂျပန်ကလပ်တိုကျိုပါရီဗီဇာကဆူဝမ်ကိုအနိုင်ကစားလိုက်မယ်ဒါဆိုဆူဝမ်ကရမသုံးပါပဲရှိနေမယ်နေကိုရန်ကအခုတပွဲနိုင်ထားပြီနောက်ဆုံးပွဲစဉ်မှာမြန်မာနိုင်ငံကိုစားပြုကလပ် ASB ကနေကိုရန်ကိုအနိုင်ရလာရင်သူတို့သုံးသင်းဟာရမသုံးပါစီတူသွားမယ်ဒီတော့ဂိုးကွာချချက်အရေးကြီးသွားမယ်ဂိုးကွာချချက်ပါတဲ့အသင်းကအုပ်စုဒုတိယရမယ်ပြီးတော့ဂိုးကွာချချက်ရောင်းတဲ့အသင်းကအဆင်စင်အလိုက် အုပ်စုတတိယဇုဒ္ဓဖြစ်သွားမယ်အုပ်စုတတိယဖြစ်ခဲ့ရင်တော့အကောင်းဆုံးအုပ်စုတတိယအသင်းစင်းထဲမှာပါရှိပြီးတော့ quarter final တက်ဖို့နော်လင်းငွေရှိနေပါတယ်အဲ့တော့မြန်မာနိုင်ငံကိုစားပြုတ် club SB အသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်မှာနေကိုရန်ကိုဘယ်လိုကစားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခေါင်းအောင်ပဲရှိပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ